ရှမ်ပီယံလိမ့်နဲ့ပရီးမီးယားလိမ့်မှာနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်၄ပွဲဆက်တိုက်ရှုံးနေခဲ့တဲ့လီဗာပူးဟာမမျှော်လင့်ပဲ PR တွေတူလာခဲ့ပါတယ်။ဒီညမှာတော့သူတို့ကရှမ်ပီယံလိမ့်ပွဲစဉ်အဖြစ်ဘွန်ဒလီဂါကလပ်ဖရန်ဘက်နဲ့ကစားရမှာဖြစ်ပါတယ်။လီဗာပူးနောက်ဆုံးနိုင်ခဲ့တဲ့ပွဲဟာစတင်ပါလာ24ရက်ကဆိုတော့ဒါဟာတလားလောက်တောင်ရှိတော့ပါပြီ။ဒီနောက်ပိုင်းလီဗာပူး၄ပွဲဆက်တိုက်ရှုံးနေခဲ့တာပါ။ ဒီရှုံးနေမှုကြောင့်လည်းပါဘူးအသင်းရဲ့ယုံကြည်ချက်တွေအားနည်းလာသလိုကစားသမားတစ်တွေအပေါ် VR တွေတိုးလာပါတယ်အစ်စ်ခေါ်ယူထားတဲ့ Tyson Mu Isak ပြောင်းရွှေ့ကြီးအများပြားနဲ့ခေါ်ယူထားတဲ့ Florian Back တို့အပေါ်မှာ VR တွေတိုးလာသလို Salah နဲ့နောက်ခံလူ Van Dijk တို့လည်းရှည်စွမ်းတွေကြာဆင်းလာပါတယ်နောက် ဘယ်နောက်ခံလူနဲ့ညာနောက်ခံလူအစ်စ်တွေလဲအသင်းနဲ့အမွင်သေးသလိုအသင်းကစားသမားဟောင်းနေတဲ့ကစားသမားအစ်စ်တွေကြားနားလည်မှုတွေတိစောက်ဖို့အတွက်အချိန်တစ်ခုလိုအပ်နေပါသေးတယ်ဒီအချိန်တွေမှာရှမ်းမြလိုက်ပွဲစဉ်ဖြစ် front back လို့သူ့လိုက်မာတော်သူယုံကန်နေရတဲ့အသင်းနဲ့တွေ့တာလဘဘူးအတွက်ခွင့်ရေးတစ်ခုလိုဖြစ်လာပါတယ်လဘဘူးအနေနဲ့ဒီပွဲကိုအနိုင်ကစားပြီးအသင်းရဲ့ကြာစင်းနေတဲ့ setup ဘိုင်းကိုပြန်လဲတိစောက်နိုင်မလားဆိုတာတော့ဒီညမှာစိတ်ဝင်စားစရာကောင်းပါတယ် front back ကနောက်ဆုံး၅ပွဲမှာတပွဲပဲနိုင်ထားသလို၃ပွဲ ရှုံးပြီးတပွဲတည်ကြပါတယ်ဘွန်ဒလီဂါမှာလည်းခုနှစ်ပွဲကစားပြီးရမတ်ဆယ်မန်နဲ့အဆင့်ခွန်နေရာမှာရှိနေတာပါတိုက်စစ်က16ဂိုးသွင်းယူထားပြီးမဲ့ခန်းစစ်ကလည်း18ဂိုးထိပြန်ပေးထားရတာကြောင့်ခန်းစစ်ကတော်လေးညံ့နဲ့အသင်းလို့ပြောရမှာပါလေဘာဘူးကတော့ပရီးမီးယားလိဂ်တာထွက်ကောင်းခဲ့ပြီးရမတ်15မှတ်နဲ့အမှတ်ပေးဇေယျအဆင့်3မှာရပ်တည်နေပြီမဲ့အခုနောက်ပိုင်းပွဲစဉ်တိုင်းလိုလိုနောက်တန်းကနေတွင်းကိုတွေခွင့်ပြုနေရပါတယ် ဒါကတော့လီဗာပူးနောက်တန်းရဲ့အာနယ်ဂျန်လို့ပြောရမှာပါချန်ပီယံလိရက်တိမှုကိုကြည့်မယ်ဆိုရင်လည်းဖရန့်ဘက်ရောလီဗာပူးရောတပွဲစီရှုံးထတာဖြစ်တဲ့အတွက်ရမက3မှတ်စီပဲရထားပါသေးတယ်ထူးခြားတာကလီဗာပူးကချန်ပီယံလိမှာရှုံးနေထားတဲ့ဂရတာဆေးရီကိုဖရန့်ဘက်က5-1နဲ့နိုင်ခဲ့တာမျိုးလီဗာပူးကအနိုင်ယူထားတဲ့အက်တလက်တီကိုတော့5-1နဲ့ပြန်ရှုံးထားတယ်ဆိုတာမျိုးကမောက်ကမရလက်တွေဖက်ပေါ်ထားပါတယ် တမိုင်းတစ်လျှောက်ဒီနှစ်သိန်းရဲ့ထိတ်တိုက်တွဲဆုံမှုကိုပြန်ကြည့်ရင်လည်းပြီးခဲ့တဲ့နှစ်ပေါင်း90လောက်ကလီဗာပူးနဲ့ဖရန်ဘတ်တို့နောက်ဆုံးတွေ့ကြတာပါအဲ့ဒီတုန်းကတော့လီဗာပူးကတစ်ကြိမ်နိုင်ပြီးတစ်ကြိမ်တည်ကြထားပါတယ်ဒီနှစ်သိန်းစလုံးရဲ့လက်ရှိရှေ့စွမ်းကအားရစရာမရှိဘူးဆိုပေမဲ့လီဗာပူးဟာ9ပွဲဆက်တိုက်တော့မရှုံးနိုင်ပါဘူးတကယ်လို့သာလီဗာပူးဒီညရှုံးခဲ့ရင်1953ခုနှစ်နောက်ပိုင်း ထမအုံးဆုံးအကြိမ်၅ပွဲဆက်တိုက်ရှုံးပွဲကြုံတဲ့မှတ်တမ်းစုကိုပြန်လည်ရရှိသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲမှာလီဗာပူးကဖရန့်ဘက်ကိုအနိုင်ယူပြီးတော့သူတို့ရဲ့ကစားသမားတွေကြားယုံကြည်မှုကိုပြန်လည်တိစောက်သွားနိုင်မယ်လို့ထင်ပါတယ်။